ဒီနေ့တင်ပြပေးမယ့်အကြောင်းအရာကတော့အနည်းဆုံးလုတ်ကင်းရမှတ် MPC ကဘယ်လိုရှားမလဲဆိုတော့ခေါင်းစဉ်ဖြစ်ပါတယ်ဒီလမ်းပေါ်မှာကြာနေတဲ့ကျွန်တော်ဘောလုံးအရှိတန်းရိုက်ချင်ရိုက်လို့ရပါတယ်ဓမ္မမွင့် MPC ကရှားမှာပေါ့ခင်ဗျာဘာကြောင့်ရှားမလဲဆိုတော့ခုနကအဲ obstruction ဖြစ်တဲ့ရွှေ့ပြောင်းလို့မရတဲ့လူလူလုံးနောက်ဆက်ပစ္စည်းနဲ့ swing stand ဘောလုံးနေထားမလွင့်ယူလို့ရပါတယ် အဲကျွန်တော်အခုရှာတဲ့အခါမှာဘယ်နေရာက MPC ကဖြစ်မလဲဆိုတာရှာပါတယ်။လမ်းရဲ့ဘယ်ဘက်နဲ့ညာဘက်ပေါ့နော်။မူလပေါ်လုံးနဲ့အနီးဆုံးဒီကျွန်တော်ရိုက်မဲ့နေရာကလမ်းရဲ့ဘယ်ဘက်ဖြစ်တဲ့အတွက်အမှတ်တစ်ခုမှတ်ပါတယ်။အဲ့နေရာနေ driver တပြန်ကျွန်တော်ထပ်တိုင်းပါတယ်။အဲ့ဒါဒီ draw ချမဲ့ area ဖြစ်ပါတယ်။ relief area ပါ။မူလဒီအမှတ်ဒီ MPC ကဒုတိယ driver နဲ့တိုင်းတာဒီ relief area ဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော် draw ချမဲ့ area ရပြီဆိုတော့ ဘောလုံးကောက်ပြီးစနစ်တကြ draw ချပါတယ် draw ချပြီးကြိုက်ရုံပါပဲအဲ့နေရာမှာကျွန်တော်တို့အဲကျွန်တော်တို့ယူတဲ့ land ဆိုတာသူเนาะ land နဲ့အလုံးစုံပြေဝလို့ရပါမယ်မူလဘောလုံးနဲ့လည်းအနည်းဆုံးဖြေရပါမယ် land နဲ့ swing step ဘောလုံးနေတာမလွတ်ပဲနေတော့ပြစ်တိုင်းထိပါအောင်မယ်အခုကျွန်တော်က npc ရရှာပြီးတော့ဆိုင်လိုက်ပါပြီ ဒုတိယနေရာကျွန်တော်ပြန်ရှာပါမယ်ဒုတိယဘောလုံးနေထားဆိုရင်ဘယ်နေရာဖြစ်မလဲပေါ့နော်ဒီနေရာကကျတော့လမ်းရဲ့ဘယ်ညာဘက်ချမ်းမှာရှိနေတယ်ကျွန်တော်ကညာတန်ကစားသမားဖြစ်တယ်ဆိုတော့ MBC ကကျွန်တော်လမ်းနဲ့နည်းနည်းပို့ပြီးတော့ခြေထောက်ခြေရက်ွက်ယူသလိုဖြစ်တယ်အဲ့ဒါလမ်းအောက်မှာကျွန်တော်တို့မြက်ဖုံးနေတဲ့လမ်းလေးရှိနေလို့ပါခင်ဗျာဆိုတော့အခုဘောလုံးကျတော့လမ်းရဲ့ဟိုဘက်ချမ်းနဲ့ယူသွားတယ်နှီးသွားတယ်လမ်းရဲ့ညာဘက်ချမ်းမှာပို့နေတယ်အဲ့တော့ယူရမယ့် area တိဘုံဆောင်ဖြစ်ပါတယ် အဲ့တော့အရှိတန်းရိုက်ချင်ရိုက်လို့ရပါတယ် MPC ရရရှာပြီးတော့နီဆိုလွတ်ကရမှာရှာယူမယ်ဆိုလို့ရှင်တော့ပထမမှတ်ထားတဲ့အမှတ်ကနေဒုတိယ driver တပြန်တိုင်းတာကျတော့ draw area ပါအဲ့ area အတွင်းမှာကျွန်တော် draw ချလို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့အထူးသတိထားမှာကရှာရမယ့်နေရာဒီမူလဘောလုံးနဲ့အနည်းဆုံးနေရာဖြစ်ပါလေရိုက်လို့အကောင်းဆုံးနေရာမဟုတ်ပါဘူးခင်ဗျာဟုတ်ကဲ့ draw ချလိုက်ပါပြီရှိုက်တာတော့ ုတ်တော်ရှိမဟုတ်တော်ရှိရိုက်ထက်လိုက်တာပေါ့ခင်ဗျာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လေးဗီဒီယိုလေးအမြဲတင်ပါမယ်ခင်ဗျာ